ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့မာလာယီပစိတ္တတမိမိလောင်ကျွမ်းရတော်မူအချက်ပေးတာများလာပါပြီအမြတ် မင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ကျေးဇူးပါတင်ကြတော့ဗျာရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်း320 ရန်ကုန်မန္တလေးအမြန်လမ်းတစ်လမ်းဟောင်းတွေပသိမ်မုံရွာလမ်းမကြီးတွေပြည်တော်စုလမ်းမကြီးတွေကိုငါတို့ရအောင်ထိန်းချုပ်မယ်လို့ပြောထားပြီးသားပေါ့မင်းတို့ကောင်တွေမတ်ပုံတွေအစ်စ်နဲ့ခရီးသွားရည်သလားမင်းတို့တော့အစ်စ်မပြောနဲ့တန်းရွှေမောင်အေးလို့ဆိုတဲ့ကောင်တွေရဲ့ပိုင်ဆိုင်မှုတွေပါချိန်ပိတ်ပြီးအကြံဖတ်ပရက်စီဒန့်နဲ့ပူးပေါင်းတဲ့ကောင်တွေလို့အကြံဖတ်ကောင်တွေလို့အာခတ်တက်တော်အေးက တတ်မှတ်ကြီးညာလိုက်တယ်။တမိုင်းမှာမြမတမိုင်းမှာဒီလူဘောဂုတ်ခစီဘူကြလူဘာဝလာတဲ့ကောင်တိုက်ဒီတခက်မှာတော့အဖတ်ဆယ်လို့မရတဲ့တိတ်ခါတွေနဲ့ပိုင်ဆိုင်မှုမှန်သမျှအကုန်သိမ်းပြီးချိတ်ပိတ်ခံရမယ်ဘဝကိုတမြင့်မြင့်လောင်ကျွမ်းပြီးရောက်ရှိလာတော့မယ်ဆိုတဲ့အချက်ပေးတံတွေဒီကနေ့အများအပြားရှိနေပါတယ်။ကဲတော်လန်တဲ့နည်းကိုစလိုက်ကြရအောင် တော်ရင်တော်ရင်တရင်နေမစနေမှာစကားမဆက်ကြားဖြတ်နေပြောချင်တာကဗမာပြည်ဟာပြည်တော်စုပြည်တော်စုအစိုးရကြီးလို့ပြောလာတဲ့အပေါ်မှာဒုတိယပိုင်းမှာအကိစ္စလေးပတ်သက်ပြီးနည်းနည်းလေးတော့ပြောမှရမှာမဟုတ်ဘူးပြောမှဖြစ်ပါတယ်ဆိုတော့ပြည်တော်စုအတုမှာပြည်တော်စုအစိုးရလောက်ပြီးစုအစိုးရဖြစ်နေတဲ့ပုံကူများကျွန်တော်ပြောဖို့ပြောမှရမှာဖြစ်ပါတယ် ။ဘာကြောင့်လဲဆိုတော့ဘောကျော်ပြာစုခရုစံကျုဖြစ်နေတဲ့ပြည်သူလူလူကိုအတိမအမြင်မှားတွေမပေးကြပါနဲ့။ဆက်လိုက်ကြရအောင်။ဒီကနေ့ရန်ကုန်မန္တလေးအမြန်လမ်းကစပြောပြီ။ရန်ကုန်မန္တလေးအမြန်လမ်းပြင်စီရဲစခန်းဒီစကံကိုတိုင်းတက်ကဝင်တိုက်ပါလေဝင်သိမ်းပါလေ မသိမှုပြန်လို့ပေးပြီးပြန်ဆုတ်သွားပါတယ်အကုန်နီးပါးမတာပေါ်တယ်လို့အကြံဉာဏ်သိရပြီမတ်လ16ရက်နေ့မနက်09:45မိနစ်တော့သူများတို့တကောင်ရံမထပြီးပုံကျဲတဲ့အစင်မဟုတ်တွေးရှိတယ်ရောက်နေကင်းကြောင်တောင်နဲ့မင်းတို့ကိုစောက်ပြီးမဆိုင်ဘူးဆိုပြီးဝင်ပစ်တာရှင်းတယ်မန္တလေးတိုင်းနထိုးကြီးအပိုင် ရန်ကုန်မန္တလေးအမြန်အမြန်လမ်းမိုင်တိုင်း319ပြင်စီအမြန်လမ်းရေကင်စကန်အပြန်လမ်းတိမ်ပြော့ပစ်တာမိနစ်40လောက်ကြာတယ်လို့သိရပါတယ်ကားရီရုတ်တရက်ပိတ်သွားပြီးရန်ကုန်မန္တလေးအမြန်လမ်းတစ်ခုလုံးဝုန်းနေပိတ်သွားတဲ့အခြေအနေပါလမ်းမြောင်းမြန်ကြီးမောင်မီကားရီအမြန်ပြန်လဲတဲ့အခြေအနေ ဖြစ်ပြီးနေ့လယ်12နာရီလောက်မှာလက်ရမြထိုးစစ်ဆင်မှုပြီးသွားပါတယ်။နတော်ကြီးခြေစမြင်းညက်ခဲအမှတ်လေးတက်ရင်းလို့မြင်းညက်ခဲတက်ရင်းနေဝင်စော်တယ်လို့အကြံမြင်သိရပြီးနောက်ဆုံးခြေနေများတော့အင်အား100လောက်ရှိတဲ့စခပတိုက်မိုင်းတိုင်း319ရေစကန်ဝင်းနေဝင်းချင်းစစ်ချောင်းတူရှင်းနေတယ် တတိရှိနထိုးကြီးတွေဝင်လာခဲ့ပါအဲ့တော့တဟာကျန်ကိုမန္တလေးအမြန်လန်းလမ်းဟောင်းလမ်းတက်နေဗမာပြည်မှာရှိတဲ့အမြန်လမ်းမကြီးတွေထိမ့်ချုပ်နိုင်ရေးအစာပြိုးပြူဟာတွေဖြစ်လို့နေပါပြီအခုလဲဖက်စစ်တက်ကအတိုင်းဝိုင်းတစ်ခုလုံးရန်ကုန်မန္တလေးအမြန်လမ်းကိုမှတ်ပုံတင်အစ်စ်နဲ့မတော်ရေးတော့ ရှင်းတယ်နော်မပုံဒီအတုတွေနဲ့သွားနေရတဲ့ဘဝခိုးကြောင်ခိုးဝင်သွားနေရတဲ့ဘဝမှာမမင်းတို့နောင်တမရသေးဘူးဆိုရင်လေကြည်ရပြီနောက်တစ်ခုညမနိုင်ငံကြီးတမိုင်းညမဟိုညမပြည်ဖြစ်တည်မှုတမိုင်းမှာဘယ်တော့မှမရှိဘူးတဲ့အဖြစ်ပြက်ကြီးတစ်ခုဒီကနေ့ဖြစ်ပေါ် တန်းရွှေမောင်အေးမိသားစုပိုင်ကမ်းခြေကဟိုတယ်ဒီအားလုံးချိတ်ပိတ်လိုက်ပါတယ်မြေမတမန်တရှောက်ပါလေစစ်အာဏာရှင်မိသားစုတွေရဲ့ပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်သိမ်းစီးနိုင်တဲ့ပထမဦးဆုံးတတ်တော်တိုင်းသားတတ်တော်အာခတ်တတ်တော်အေးအေးဝန်တာကုံယူလေးစားမိပါတယ်ဂျိုးနေနေရရနေပြီးဇပိုးပါ ဖြတ်ရိုက်လိုက်တဲ့ အခြေအနေပါပြည်သူလူထုပေါ်တိုင်းပြည်ပေါ်တသက်ပတ်လုံးဂုတ်ခွစီရုပ်မာခဲ့လူဘာဝခဲ့တဲ့ကောင်းကြီးဒီတချီဒီတမောင်းတော့ပြောက်နေပေါ်ဝါမကူရေမရှူစတဲ့နော်ပေါ်ဝါမကူရေမရှူစတဲ့ငါတို့ကဘရင်အောင်ဖောက်ဖြတ်ပဲရောက်နေနင်တို့ကိုနိုင်အောင်တိုက်ပါဆရာနာရှင်စနစ်တစ်ခုလုံးကို ဖြိုချဖျက်ဆီးပြီးနောက်ထပ်မြန်မာပြည်မှာတရီတီခွေလုံးဝမပေးတော့ ဒိုင်နိုဆိုလိုမျိုးသုံးပျောက်ကွယ်ရမယ်ဆရာနာရှင်စနစ်အကူတွေကပြီပကိုထွက်ပြေးတာပြီပထွက်ပြေးပြီးပြီပမှာဂျာမနီမှာစင်ကာပူမှာရွှေမန်းတို့အများကြီးပဲကျွန်တော်မပြောသေးဘူးအဲ့ကိစ္စကိုကျွန်တော်နောက်နေ့အခြေတဝင်ပြောမယ်မင်းတို့ကြိုထွက်ပြေးနေတာငါတို့မသိဘူးလို့မထင်နဲ့မသိဘူးလို့မထင်ဆိုတော့ အခတ်တတော်အေးဟာနောက်ထပ်တဆင့်နေတဲ့စစ်တပ်ကတိမ်းရတဲ့လေယာဉ်မြန်မာမျိုးအခတ်တတော်အေးရဲ့ဥဆောင်ညွန်ကြားချက်ဖြစ်မူလပိုင်ရှင်များကိုပြန်လည်လွှတ်အပ်ပေးနေတာကိုလည်းတွေ့ရပါတယ်နောက်တစ်ခုကအခတ်တတော်အေးဟာရခိုင်ပြည်နယ်ထဲမှာတိမ်းပိုက်ပြီးသားနေတဲ့နေမြေတွေမှာစကုံစိမ့်တုံးသုံးစခန့်ကြာဆင်းလာအောင်လုပ်နိုင်ခဲ့တယ်ကိုလည်းတွေ့ရပါတယ် ဘင်္ဂလားဒေ့ရှ်အစိုးရကလည်းအာရကတပ်တော်အေးကိုအတိမတ်ပြုလက်ခံနေရပါပြီကုလသမဂ္ဂအထွေထွေတွင်းအမှုဂျုတ်ကလည်းအာရကတပ်တော်နဲ့တွေ့ဆုံခြင်းပါတယ်လို့ပြောဆိုလာပါပြီမြေပိုင်လို့စစ်နိုင်တဲ့စစ်နိုင်တော့အစိုးရဖြစ်တယ်တော်လိုင်းကြီးကိုတော်လိုင်းကြီးနဲ့တူပါလို့တဲ့စစ်ကိုစစ်နဲ့တူပါတိုက်တယ်ဒီလိုလုံနေရင်တန်ကင်းတမကင်းဘသူကိုမှအာရကတပ်တော်အေးအေးဟာ တွေ့ကျင်လာပါရဲ့ဆိုကြည်လာပါရဲ့တခွန်းမှမပြောဘူးဘယ်ပြီပကိုမှသွားပြီးတော့လေဘာယုံမှမဖွင့်တာဒါပေမဲ့အာခတ်တတော်အီရဲ့လက်ရှိအဖြစ်ပြက်တွေကိုကြည်ရင်းနဲ့ကျွန်တော်ချီကွေဗာရာကတ်စတိုရိုရဲ့စီဘာရာတောင်တန်းပေါ်တွေ့ချင်လာခဲ့ပါဆိုတဲ့ဇကားလေးသတိရမိပါတယ်ဘယ်တကောင်တမီးပေါ်မှာကဘာပတ်ပြီးလိုက်တွေ့နေတော့တော်လန်ရင် ဥဆောင်အဖွဲ့စည်းတက်ဦးမရှိလေမော်စီတုံးဒီတိုင်းပဲဖာစာဘလာဘူဂျုံအောင်ဆန်းဒီတိုင်းပဲတိုက်เสียချီရောက်ကိုပြက်ပြက်တတတိုက်ပွဲဝင်တယ်ဥဆောင်နေတောင်းဝင်ခံတယ်ဟုံလူမျက်နှာချိုသွေးဒီလူမျက်နှာချိုသွေးလိုက်လုံနေတာဘယ်တုံးကမှတော်လည်ကြီးမှာမလုတ်ခဲ့ကြဘူးလုတ်လေလုတ်ထားလေမရှိဘူးအနည်းဆက်ဆုံးကတော့အရခတ်တတ်တော်အေးသူ့မြေကိုသူ့အဖတ် ရခိုင်ပြည်နယ်ကိုအဖရခိုင်ပြည်ကိုတရားမင်းစင်တာလာတော့မကြဘူးရအောင်ရှူမယ်လို့ပြောပြီးပြောတဲ့စကားတိုင်းမြေကိုပိုင်အောင်လို့စစ်ကိုနိုင်အောင်တိုက်တဲ့အခါကျတော်လန်ကြီးကငွေထုတ်လိုက်တော့ခေါင်းဆောင်ကောင်တယောက်ရဲ့ဥဆောင်အောင်ပါလက်ရှိအမ်ဘရာနှစ်ကြီးကတော့ ်ဘယ်လဲပကိုးတိုင်းအယာဝတီတိုင်းမကွေးတိုင်းတိုင်းသုံးတိုင်းကိုစစ်မျက်နှာဖွင့်ထားနိုင်တာကိုတွေ့ရတိကျပို့ပြီးပြောခွင့်မရှိလို့မပြောတော့ပါညာကြီးတည်ရတာရှိပါပြီဆိုတော့ကတော်တော်ဆက်ဆက်တယ်ပြောရင်းနဲ့အာခတ်တက်တော်အေးရဲ့ညောင်ကျိုးတိုက်ပွဲအကြောင်းလေးတစ်ချက်ပြောပြချင်ပါသေးတယ်။ညောင်ကျိုးကြပြီ မကြခင်မှာညောင်ချီတော့ကိုထိုးဝင်လာတော့မယ်တက်တွေဘာလို့ခတ်တက်တော့အေးပြင်းစင်နေလေးရရှိပါတယ်ဒါကိုဖက်စစ်တက်ဘက်ကအုတ်ရှိပင်ရောက်ရင်မင်းတို့အာလုံးထိတ်တယ်မဲလို့အသေးခံတိုက်ခိုင်းနေတယ်ဘွာရှင်းနာစရာကောင်းလိုက်တာဗျာတိုင်းပြည်တော်လည်းမဟုတ်လူမျိုးတော်လည်းမဟုတ်ဘာသာတော်လည်းမဟုတ် ကို့ပြည်သူလူလူအတွက်လည်းမဟုတ်ကို့မိသားစုအတွက်လည်းမဟုတ်မင်းအောင်လိုင်တို့စစ်အာဏာရှင်တစုကောင်းစားရေးအာဏာရရေးအတွက်ခမရတို့အသက်တွေဘဝတွေစွန့်လွတ်ပြီးတိုက်ပီးနေရတာတန်လို့လားလို့ခေါင်းတုံးပြီးစဉ်းစားကြပါခေါင်းတုံးမှာဆိုရင်ဂျုံးနေပြီးလိထုံးနေကြတယ်မဟုတ်ဆိုးမာတွေအကုန်ဖြစ်ကုန်ပြီရှင်း အဲ့တော့တမိုင်းတစ်လျှောက်မှာဘယ်တော့မှမရှိဘူးသေးတဲ့မဖြစ်ဘူးသေးတဲ့နိနာအစ်အတွေးခေါ်တဲ့လုံလီလုံဟန်အစ်နဲ့လူလူကိုမျက်နာမှုတဲ့အုတ်ချုပ်ကြီးစီးပုံစံတွေကိုအာခတ်တက်တော်အေကတတိုင်းကြီးလုံကိုတင်ချပြတ်ပေးနေတယ်လို့ကျွန်တော်ဒီနေရာကနေလေးလေးနက်နက်ပြောပြရစီအဲ့တော့ဒီအခြေအနေတွေကိုတွေ့နေရပါတယ် နောက်တစ်ခုကဒီကနေ့အဲဒီကနေ့မဟုတ်19ရက်နေ့19ရက်နေ့လို့ကငွေ2နာရီ55မိနစ်မှာမန္တလေးမှာယောဂန်ကြီးရော one twin ယောဂန်ကြီးရောကအုတ်ချုပ်ရမှုသေးမှာကြီးရောဆက်ကြီးလို့ပြက်ခတ်ရှင်းလင်းလိုက်ပါတယ်ပြစ်တက်ခတ်လိုက်ပါတယ်ဖပြင်းလို့လားလို့မသိရောက်အုတ်ချုပ်ရမှုတွေကိုပြစ်တက်ခတ်မှုတွေ အမြန်လမ်းမှန်သမျှဖြတ်တောက်ရေးတွေစစ်ကောင်စီအုပ်ချုပ်ရေးစီးပွားရေးကျန်းမာရေးပညာရေးတောက်တိုင်မှန်သမျှဖြစ်တဲ့ခမ်းမှုတွေကတော့တရဆက်ရှိလာနေပါပြီဒီထဲမှာမှာတော်လိုင်းနဲ့ဆက်ဆက်တဲ့သတင်းလေးတစ်ခုကျွန်တော်တင်ပြပါစီဒီနောက်ပိုင်းမှာ စီယုံကျုံနေဆက်ဆက်တော့တိုင်ဝိုင်းတွေကထွက်ပေါ်လာတဲ့တည်င်းလိုပဲကျွန်တော်ပြောချင်တယ်။မန္တလေးနေပြီးတော့မုံရွာစကိုင်းမရရတပိတ်ချင်းအင်းတော့ညဉ့်ညံမခုတ်ကူဒီမှာပြီးအလဲပိုင်းကြော်ရိုးကြီးတရိထားကြရပါလိမ့်မယ်။ရခိုင်ကီနီကချင်းကရင်ပြည်နယ်မြို့ကြီးများအညာဒေသအချို့ကိုတော့အထူးစစ်စင်ရေးပုံစံတွေတတ်မှတ်ထားပြီး ရုရှားရဲ့နီးပညာအပူရှာ drone နဲ့ဘီလာရုကစစ်ပွဲလက်ကျန်တာဝေးပြအကြီးစားတွေနဲ့6လောက်တာစည်စီမံချက်ရေးဆွဲနေတယ်လို့အချမ်းရင်းသိထားရပါတယ်ကျွန်တော်ဟိုတရက်ကပြောတယ်နော်မှတ်မိလားမသိဘူးမိုးပြင်းကိုထိုးစစ်တံမွေနဲ့နာပြီးအလဲပိုင်းကြိုးယိုးဖြစ်တဲ့ ျွန်တော်တို့တိုင်းသုံးတိုင်းစုံရမကွေးမန္တလေးစကိုင်းမြောင်နဲ့ရေလေကျွန်းမြင်းကြံခရိုင်တစ်ခုလုံးကိုထိုးစစ်တံဝင်နေပါတယ်ဒီရှင်တွေကိုမပြတ်လိလတတိချက်ပြီးမဟာပြူဟာမြောက်စစ်စင်ကြီးပုံစံတွေကိုတော်လိုင်းဥဆောင်တဲ့ပုဂ္ဂိုလ်ကြီးများက တိုင်းသားဤအောင်တွေက ကုဒန္နာကုကန္နာကအတူတိုက်ပွဲဝင်ပေးကြပါရန်လေလေးစားစွာမေတ္တာရက်ခံအပ်ပါအဲ့တော့ဂျီလေဂျွန်းကိုဝင်နေတဲ့တက်တွေကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါကျတော့မြင်းချံတကြောဂျီလေဂျွန်းပေါ့ဗျာနော်စီမီကုံစိတ်ကန်းကနေပြီးတော့ရေသူတို့အခြေဆိုင်ခမရ256 259 258 ဥပေါင်းအင်အားတွေနဲ့ယာနဲ့ကြီးစစ်ကြောင်းထိုးတာဖြစ်တယ်လို့အရာဒီနဲ့ချင်းရင်းဆုံရမကွေးရည်စူရေလေကျုံးဒေတာချင်းရွာတွေကိုချင်းရည်လေးပူပေါင်းစစ်စင်ရေးကန့်တက်စစ်စင်ရေးတွေနဲ့ပြင်းပြင်းထန်ထန်ရဲရဲဆက်ဆက်ပြည်သူ့ဘာမကြံတက်ဖြတ်မှုတွေတရဆက်ရှိနေပါတယ်အဲ့တော့ညတော်ရွာမှာလည်းကောင်းပြအမီးရှို့မှုတွေရှိနေပြီးပြည်သူ့ကဝေးတက်တွေကိုရဲရဲဆက်ဆက် ကျင့်ဝင်မဲ့တပ်ဖြတ်မှုတွေအများအပြားရှိနေပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ညောင်မြုပ်နေရေလေကျွန်းအပိုင်ညောင်မြုပ်နေအပိုင်ရေလေကျွန်းပေါ့ဗျာ။ပန်ညိုရောင်ကအိမ်အလုံး90ကိုမီးရှို့ပိဆက်ကုန်းရွာကိုစီးနင်းဝင်မီးရှို့ရေလေကျွန်းဒေသတွေကခြေရွာတွေအကုန်လုံးကို လူရဲ့မီးရှို့ပြည်သူပါမကြံတပ်ဖြတ်နေပါတယ်မြေတော်ကိုင်းဘီဆက်ကုန်းတဲ့တဲ့မြေစုံညောင်မွေးပင်နေရင်ပေါက်တော့ပေါက်ကိုအစရှိတဲ့ကြွားဒီဟာကဒေသခံတောင်းနေချီအထွတ်ပြေးတိန့်ချောင်းနေရတယ်နောက်ထပ်လည်းတတိရှိကြဖို့ထပ်ပြီးမှချပါရစေတိုင်းတုံးတိုင်းစုံရမြောင်နဲ့ရေလေကျွန်းဒေသမြင်းချန်ခရိုင်ကိုထုံးစစ်တံဝင်လာဖို့ရှိနေတယ်ဆိုတဲ့အကြောင်းအထက်ထ ခါကလူမြတ်ကျော်သတိပေးပြသည်တတော်တွေစုကြပါမဟာဗျူဟာမြောက်တိုက်ပွဲဆင်မှုတွေဆောင်ရွက်ဖို့အမြန်လုံးနေပါပြီဒီပထမလေးလပတ်ဒုတိယလေးလပတ်ဒီမှာမာလာဖတ်စစ်တဟာအစွမ်းကုန်ရုပ်ပါဖို့မြို့ဖြတ်ဒုံးလိုဟာမျိုးတွေတုံးဖို့ကပ္ပစ30တဲမှာရှိရဲမင်းလာမှာရှိရဲမြို့ပြဒုံးလိုဟာမျိုးတွေတုံးဖို့ပြင်ဆင်နေတဲ့ဆိုတဲ့တဲ့ရင်တွေတက်တဲ့ကြားနေရတယ် ရုရှားနဲ့တရုတ်ကထောက်ပံ့တဲ့ drone တွေနဲ့ drone စစ်စင်ကြီးတွေမပြတ်ဆင်နွှဲဖို့တရဆက်ပြင်ဆင်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်မို့ရန်သူကိုထင်လဲမသိနဲ့အထင်လဲမကြည့်နဲ့ရန်သူအင်အားကိုအင်အားကိုချိန်ဆပါရန်သူအင်အားကိုအင်အားကိုတိကိုတိမှရပါလိမ့်မယ်။ရန်သူကိုမျက်ချီနဲ့ပြတ်ပါနဲ့။ရန်ရှင်းငါရှုပ်ငါရှုပ်ရန်ချင်းသဘောတရားရရန်သူကိုရှုပ်နိုင်သမျှရှုပ်အောင်လက်ပြဆစ်စင်ကြီးကြီးဖြူဝမြောက် ဆင်ခွေပါတတသိန်းကတယောက်သိန်းကတခုသေးကလုတ်တာမျိုးဆိုတာတက်တက်ပြက်တပေါင်း30ကစစ်မိန်နဲ့တပြိုင်နဲ့ရန်လူကိုရှုပ်သွားစေတဲ့လက်ပြက်ဆစ်စင်ကြီးတွေလက်ပြက်တိုက်ခိုက်မှုတွေကိုတစ်ဖက်မှာဆင်သွင်းရင်တမဟိုးကြတတ်တော်ချီမြို့သိန်းရွာသိန်းပြည်နယ်သိန်းတိုက်ပွဲကြီးတွေကိုဆင်သွင်းဖို့တမဟိုးကြတိုက်ပွဲရဲ့ပတ်သက်တဲ့စစ်ပွဲနီးနာအတွေ့အကြုံ စစ်ပုံကြမှုအမိန်နာခံမှုဒါတွေကိုစနစ်ကြကတ်မြန်မြန်ကတ်သွတ်တီ3လလောက်အတွင်းမှာတီဆောက်ကြပါအင်မတန်အရေးကြီးတဲ့အင်မတန်ကိုတူတင်ကိုတင်ပဝါမကူရေမရှူတဲ့အခြေအနေကိုရောက်လာနေပါ2025မှာဖြစ်တဲ့စစ်ပွဲတိုက်ပွဲတွေဟာတော်ရင်အဆုံးဖြတ်တစ်ခုတော့ဖြစ်သွားနိုင်တဲ့အခြေအနေပါကဘာကြီးရဲ့အွှေ့အွေ့ မရိကန်သမ္မတတိအီလူ sorry ဒေါ်နယ်ထရန့်ရဲ့ရုရှားတရုတ်နဲ့အလွမ်းသိမှုလဝါရက်ပြီးပါလေစီစဉ်နေလဲမသိရပါမယ်ကဘာကြီးရဲ့လက်ရှိနောက်ဆုံးသောတုံးတက်ချက်တွေရအရင်တော့ဝင်ရိုးစွန်း၃နိုင်ငံဆိုတဲ့ဖက်စစ်အာဏာရှင်နိုင်ငံတွေကနေအခုအမေရိကန်မှာအပါ၄နိုင်ငံဖြစ်လို့နေပါပြီ တပတ်မှာတော့ဥရောပ28နိုင်ငံမဟာမိတ်တိတ်ကိုထူးခြားပြီးတော့တိတ်ကိုအကဲဆက်တဲ့အခြေအနေမျိုးကြီးဖြစ်တယ်လို့နှွေဦးတော်လန်ရေးအတွက်ကတော့အမေရိကန်စီကဘာမှမမျှော်လင့်ပါနဲ့တော့ကိုဒုကိုတာကိုလည်းယုံပုကောပုံတကူနဲ့အဆုံးသက်တိုက်ပွဲကိုဆင်နွှဲကြရလိမ့်မယ်ကကိုလည်းယုံပုဖုံတကူနဲ့သာငါတို့နိုင်ငံကိုငါတို့ထူထောင်ကြရလိမ့်မယ် အဲ့ပြောရှေ့သွားမှာဆိုဒုတိယပိုင်းတစ်ဖြတ်အနေနဲ့ဤတော်စုခြင်းကြောင့်ပြောပြချင်ပါတယ်တော်လန်တော်လန်သတင်းတွေကြောင့်အာတက်တရဝန်တာအဲလဲရှင်ပြုံးပြီးတဲ့နောက်အုံနောက်ထဲမှာတမိုင်းဖြစ်စီနေတဲ့တွေးစရာတစ်ခုကျွန်တော်တင်ပြပြသည်ဒီကနေ့ PPTV ဆိုရဲ NUG ရဲ့ဝါရဖြတ်တဲ့ဌာနတစ်ခုကနေပြီးတော့ post card ခုတင်ပါတယ် IEC ကင်ဘီနယ်ဂျာကာလာကောင်စီတာဂျာကာလာအဖွဲ့လားအဲကျွန်တော်ဂျာကာလာပေါ့နော်ပေါင်းစည်းထင်ပါလေအတွင်းရင်မှုနှစ်ရဲ့စကားလို့သူကပြောပါတယ် postcard ကျွန်တော် Telegram channel တွေကျွန်တော် Facebook တွေကျွန်တော် page တွေမှာဒါကိုတင်ပြထားပါတယ်လူမျက်ကြော်ပါတွေပြောနေလေဘာတွေလုပ်နေလေစစ်သားမပြတ်လူမျက်ကြော်ဘလို့ပြောဆိုနေတိုင်းပြုတ်မှုလေလူမျက်ကြော်ရဲ့အတွေးခေါ်ကဘာလဲဆိုတာကျွန်တော်ဗီဒီယိုကိုကြည့်တဲ့တော်တော်များများနှိမ့်စင်မပြတ်ကြည့်တာရဲ့ ကျွန်တော် page တွေမှာရှိရတယ်ကျွန်တော် Facebook စာမျက်နှာမှာလည်းရှိတယ်ကျွန်တော် Telegram မှာလည်းရှိလူမျက်တော်ဘာကောင်လဲတမ်းမှန်းလို့ရပါတယ်ပြည်သူလူထုအလောက်မညံ့ပါဘူးအဲ့တော့ဂျားထဲမှာကလေးကွားတွေလားအောက်စုပွဲဆဲဆိုကြတာတွေလည်းရှိသေးတာပေါ့ဗျာဒါပေမဲ့ဝတ်တော်ဆောက်ကြည့်ပါယုံကြည်ရာအတွက်ဆိုရင်တော့ on the chele in the pogu ကတော့ဆိုတော့ပြည်တော်စုကိစ္စကိုသူက postcard နဲ့ပြောပါတယ်သူပြောခဲ့တယ်အလို့ဆိုပါတယ်ပေါ့နော် IE ICE လား IEC လား ကိမီနဲ့ဂျာကလာကောင်စီလိုပဲပြောပါမယ်နော်ဂျာကလာအစိုးရဖွဲ့လားပြည်နယ်ဂျာကလာအစိုးရကောင်စီလားတော့မသိထားပါတော့ဆိုတော့သူကပြောလဲဆိုပြည်တော်စု NUG ဟာပြည်တော်စုအစိုးရအဖြစ်အတိမတ်သူပြုပါတယ်တဲ့သူတို့လည်းပြည်နယ်အစိုးရအဖြစ်အတိမတ်ပြုပါတယ်ဒါလေးကိုပဲကျွန်တော်ပြောချင်တယ်ကျွန်တော်လည်းမပြောတော့ဗမာပြည်ကဘေဒုံကမှပြည်တော်စုမဖြစ်ခဲ့ဘူးတသမျှအစိုးရလည်းဘေဒုံကမှပြည်တော်စုအစိုးရမဟုတ်ခဲ့ဘူး နောက်ဆုံးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရထိစစ်တပိုင်းအစိုးရလို့လို့သွန်းတော်တဲမှာအစိတ်သားဘဝနဲ့ပြည်တော်စုအစိုးရမဖြစ်ခဲ့ပါထားပါပြည်တော်စုဆိုပြန်ကောက်ရင်ဖက်ဒရယ်ပြည်တော်စုဆိုပြီးစုစည်းကြဖို့ပင်လုံစာချုပ်မှာလက်မှတ်ထိုးခဲ့ကြတယ်အမြန်ပြန်ကောက်တယ်ပင်လုံစာချုပ်ထဲမှာခွဲထက်လူကခွဲထွက်ပိုင်ဝင်ရှိသည်ပြည်နယ်များဘာညာဘာညာဥပဒေဒီပေါ့ဗျပြည်နယ်များလွတ်လပ်စွာကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုပိုင်ပြတ်ထန်းခွင့်ကိုကျမကိုဖန်တီးခွင့်တွေကိုတိုင်းမျိုးပြည်မျိုးခေါင်းဆောင်ကြီးများဘုကြောင့်ဆန်းအပါဝင်အဆရှိတဲ့တိုင်းသားခေါင်းဆောင်တွေပါဝင်နေသူတွေပင်လုံးစာချုပ်ပြီးတော့စုနေလို့ပြောတဲ့ဖေဗူလာ7ရက်နေ့မှာလက်မှတ်ထိုးခဲ့ကြပါတယ်ဒါပေမဲ့အဲ့လိုပြည်တော်စုဖို့ဆိုပြီးပင်လုံးစာချုပ်ကအချက်လက်တွေကိုအကောင့်တွေပို့ဦးနုအစိုးရလက်ထက်မှာပေါ့ဗျာဖတ်စာပလအစိုးရပဲပြောမလား စီဝေးတိုင်ပင်ရရင်ညမအတံမှာပထမတရက်စီဝေးကျော်တင်နေ February ထင်းနေ February 28ရက်နေ့လုံရင်လုံတယ်ပေါ့ဗျာမတ်လအဲဆိုအရှိရက်ကိုတော့ကျော်တိကြမှန်းလို့မရအောင်အနောက်ရက်ကိုကျွန်တော်မှန်းပြအောင်ဟောကျွန်တော်သိတယ်ဗျာမတ်လ2ရက်နေ့မှာနောက်ထပ်စီဝေးတစ်ခုခေါ်ပါအဲ့တော့နောက်ထပ်မတ်လ2ရက်နေ့မရောက်ခင်ပါစစ်အာဏာရှင်နေဝင် အာနာသိမ့်လိုက်ပြီးအဲ့ဒီပြည်တော်စုစုစည်းမဲ့ခေါင်းဆောင်တွေကိုအကုန်ဖမ်းပြီးထောင်ထဲထည့်ပါတယ်။တမရဆက်ရွှေတိုက်ပါဖမ်းနေတာ။ရှင်းမလား။အဲ့ဒီကပြည်တော်မစုနိုင်ခဲ့တာ။1940ခွန်48လောက်ဖြစ်ပြီ။မမဆိုလို့ကျွန်တော်တိကျပြော48ဖြစ်နေရတယ်။အဲ sorry 62 1962မတ်လ2ရက်နေ့ 58မှာဦးနှုတ်ကအာနာအက်60နှစ်မှာပေါ်တင်သိမ်းတာတော့ဘော60နှစ်မတ်လ2ရက်နေလေကဇနိအချိန်ကြီးဘာမှပြီတော့မဆုနိုင်တော့ရှင်းလို့တာဘူဒီကနီဂျာကလာကောင်စီရဲ့အတွင်းမှုကပြည်တော်စုအစိုးရဖြစ် NUG ကိုအတိမတ်ပြုတာတဘောလူတွေသူကိုယ်တိုင်ပြုလို့ရအတွက်သူပြုတော့ပေမဲ့ပြည်သူလူထုကိုအတိမတ်အမြင်မာတွေမပေးစီချင်ပါ အန်ယူဂျီဟာပြည်တော်စုအစိုးရလေမဟုတ်ပါဘူးအန်ယူဂျီကပြည်တော်စုအစိုးရဟုတ်သလားမဟုတ်သလားဆိုရင်ကောက်ချက်ကိုဆွဲကြမယ်ဆိုရင်လက်ရှိရက်ခိုင်ကချင်ကရင်မွန်ရှမ်းပမာရီပေါ့ဗျာမြို့သားညီညွတ်ရေးအစိုးရဟာငါတို့အားလုံးရဲ့အစိုးရဖြစ်ပြီဆိုပြီးလက်ခံတာလား KI ရက်ခိုင်ကရင်ကချင်မွန်ရှမ်း တမအဲ့တော့စွပ်ပြီတော်မစုကြပါနဲ့စွပ်ပြီတော်စုအစိုးရကြီးမလုံးကြပါနဲ့ပထမတစ်ခါတော့ကလည်းပြီတော်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်တက်တော်တွေကိုစစ်ဆေးပြီးလုပ်ခဲ့ပြီးတယ်ကျွန်တော်မပြောဘူးကြည့်နေတယ်ကိုပမာခုကိုပမာကိုစုနိုင်အောင်ပဲချိုးစားပါဦးဗျာအဲ့တော့ပြည်သူလူထုကရောင်ကန်းကန်းနဲ့ပြည်တော်လိုက်စုပြီးတော့အဲ့ပြည်တော်စုအတုထက်ရှင်းထက်ခံရအောင် ခဏခဏလေးဂျင်းထဲလာခဲ့တာပြည်သူကလည်းပိုကျော်ပြာသူခရုစံတုဖြစ်ပြီးအသက်ရှူဖို့တော့တော်တော်စဉ်းစားနေရတဲ့ဘဝတော့ကပြာပါတာပေါင်းမြောက်များစွာနဲ့အများကြီးအများကြီးမိစေစာဝင်နေကြီးစစ်တပ်ကအနိုင်ကျင့်မှုတစ်မျိုးတော်လန်ခြင်းတော့လည်းမတော်လန်ရမတော်လန်ခြင်းမြန်တော့လည်းမတော်လန်ပဲနဲ့တော့ကဲပြန်ရင်လည်းသိရမလားပြောပြန်အားအမျိုးစုံပြည်သူကဒီလိုကြောင်နေပြောက်ပြီးတော့မျောလင်းချက်တွေမဲ့ ဖြစ်နေတဲ့အချိန်မှာပြည်သူကိုကောက်ရိုးလေးတမြင်ဖြစ်ဖြစ်အာကိုထိုက်လောက်တဲ့အပြောဆိုအပြုမူမျိုးတွေဖြစ်စေခြင်းပါလေ။တပီတော်စုချင်းကြီးထမထဲ့ပါတော့နဲ့လို့ဒီလောက်ပဲအတူချုပ်ပြောရင်စဉ်းစားပါစဉ်းကြပါတွေးခေါ်ပါသုံးသပ်ပါ တမိုင်းနဲ့တမိုင်းဆိုင်ရာအတွေ့အကြုံတွေနဲ့တမိုင်းဆိုင်ရာအဖြစ်ပြက်တွေနဲ့ကိုကိုယ်တိုင်တွေ့ကြုံခဲ့တဲ့တွေ့ကြုံနေတဲ့လက်ရှိအဖြစ်ပြက်တွေနဲ့ချိန်ထိုးပြီးတော့မှမှန်မှန်မှန်သိမသိပြောသိမပြောသိလုပ်သိမလုပ်သိပြုမှုဈေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့နိုင်ငံရေးတော်လှန်ရေးမှာတာဝန်ကြီးကြီးယူလာတဲ့လူတွေကပုံမှုပြီးတော့ပြည်သူကိုအတိမအမြင်မှန်မဖြစ်စေချင်ပါဒီအချိန်မှာတော့ဒီကာလမှာတော့ယူတာပေးကြပါ အခက်ခဲဆုံးအချိန်ကြီးကိုရင်ဆိုင်နေရတဲ့အတွက်ဒီသူလူလူနဲ့တော်လိုင်းသမားချင်းချင်းမှာယူတာပေးကြပါတော်လိုင်းကလုံနေတာဘယ်အချိန်နေလဲဘလို့ပုံစံလဲဘာဖြစ်မလဲ50 50အချိန်နေဗျစ조사ရုံးကန်နေကြတယ်အောင်ဝဲရဖို့အဲ့ဒီမှာဇွတ်ဆိုရပြီးဇွတ်ဖြာခင်းပြီးဇွတ်အုပ်ချုပ်ရေးတွေဖွင့်နေတာတော့ တစ်စိတ်ဂျိုင်းလုံးနေပြောရင်ဒီညတော့ဒီလောက်ပါဟာလုံးကျေးဇူးတင်ပါ